ားလုံးမင်္ဂလာပါ VOC သတင်းဌာနကနေကြိုဆိုပါရစေကျွန်တော်ကတော့ Elvin ပါဒီကနေ့ November 14ရက်ညနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါဒီနေ့ညနားဆင်မဲ့သတင်းတွေကတော့ဘလဝစီဘေးရှောင်းရီနေထိုင်တဲ့ကာကီချေရွာမှာဝမ်ပြက်ဝမ်ရှော့ယောဂကြောင့်အသက်60နှစ်အရွယ်ဆစ်ရှောင်းတူထပ်မံသေဆုံးတဲ့သတင်းကလေးမျိုးနဲ့တောင်ပိုင်းဒေသကိုအချမ်းပတ်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့သတင်း ်ဒရင်းသားကြီးတိုင်းကထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းမောတောင်မြို့ကို KNU နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကသိမ်းပိုက်လိုက်တဲ့တရင်လေးနဲ့အတူခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးဖို့ရှိပါတယ်။မီဇိုရမ်ပြည်နယ်လောင်တိုင်းခရိုင်ထဲကပလောဝမြို့နယ်စပေးရှောင်းတွေနေထိုင်နေတဲ့ကာကီကျေးရွာမှာဝမ်ပြဝမ်ရှော့ယောဂါကြောင့်အသက်60နှစ်အရွယ်စစ်ရှောင်းတအူယနေ့မနက်ပိုင်းကထမှန်တိုက်ဆုံးခဲ့တယ်လို့သိရပါတယ်။ ချင်းပြည်ပလောဝမြို့နယ်ကစစ်ဘေးရှောင်ရာနဲ့ချီနေထိုင်ကြတဲ့ကာကီကျေးရွာမှာယခုရက်ပိုင်းအတွင်းပြင်းထန်ဝမ်းပြက်ဝမ်းလျှော်ယောဂကူးဆက်ပြန်ပွားနေပြီးယနေ့မနက်ပိုင်း7:00နာရီခွဲဝန်းကျင်မှာအသက်60အရွယ်ဦးကျော်မြင့်ထပ်မံသေဆုံးခဲ့တာဖြစ်ပါတယ်။ကာကီကျေးရွာမှာပြင်းထန်ဝမ်းပြက်ဝမ်းလျှော်ယောဂကြောင့်လွန်ပါလ4ရက်9ရက်17ရက်နဲ့12ရက်တွေမှာဒေသခံ3ဦးနဲ့ဆစ်ဆောင်2ဦးသေဆုံးခဲ့ပြီးဖြစ်ပါတယ်။ယနေ့မနက်ပိုင်း ေဆုံးမှုနဲ့ဆိုရင်1ပြည့်1 short ယောဂကြောင့်ကာကီကျေးရွာမှာသေဆုံးသူ6ဦးအထိရှိလာပြီဖြစ်ပါတယ်။ယခုလက်ရှိမှာလည်းကာကီကျေးရွာထဲမှာ1ပြည့်1 short ယောဂခံစားနေရသူအယောက်90ကျော်ရှိနေသေးပြီးအဲ့ဒီတဲက4ယောက်လောက်ကချင်းနေပူဆိုးနေတယ်လို့ကာကီကျေးရွာလူငယ်ဥက္ကဋ္ဌပူလလောမာက ပြောပါတယ်။မနေ့ကတော့ဘုံတလင်းတိုက်ငယ်ဆေးရုံကနေဆရာဝန်တဦးနဲ့ကျမ်းမာရေးလုပ်သားတချို့ကာကီကျေးရွာကိုနေချင်းပြန်ရောက်ရှိခဲ့လာကြပြီး လူနာတချို့ကိုကြီးရှုခဲ့တယ်လို့ကာကီကျေးရွာလူငယ်ဥပဒ္ထကပြောပါတယ်။ကာကီကျေးရွာဟာအိန္ဒိယမြန်မာနယ်စပ်မှာတည်ရှိတဲ့ကျေးရွာဖြစ်ပြီးဘလဝမြို့နယ်ကစစ်ဘေးရှောင်900ဝန်းကျင်နေထိုင်ကြတယ်လို့သိရပါတယ်။ချင်းပြည်ဘလဝမြို့နယ်ရှင်လဝကျေးရွာဘက်ကလည်းဝမ်ပြက်ဝမ်းလျှော်ယောဂကူးဆက်ပြန်ပွားနေသူအယောက်300ဝန်းကျင် ရှိနေတယ်လို့သိရပါတယ်။ စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းဒေသကိုချမ်ပါစစ်တပ်က Jet Fighter Y12 တွေနဲ့ယနေ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ချမ်ပါစစ်တပ်ဟာကလေးတောင်ပိုင်းဒေသတွေကိုယနေ့နေ့လယ်ပိုင်း7နာရီနဲ့တနာရီဝင်းကျင်မှာ Jet Fighter နဲ့၄ချိန်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့စီးရီတရင်ရင်းမြစ်ထံကနေသိရပါတယ်။ဒါ့ပြင်နေ့လယ်ပိုင်း2နာရီဝင်းကျင်မှာ Y12 ထောက်ပို့လေရင်နဲ့ဘုံအလုံး30ကျော်ထပ်မံကျဲချခံခဲ့ရတယ်လို့သိရပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးမှုရှိမရှိကိုတော့ မတိရသေးဘူးလို့သတင်းရင်းမြစ်ကပြောပါတယ်။ကလေးတောင်ပိုင်းဘက်မှာအချမ်းဖတ်စစ်တပ်နဲ့ဒေါ်လာရေးတပ်ဖွဲ့တွေကြားထိတွေ့မှုရှိနေတာကြောင့်လေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါတယ်။ချမ်းဖတ်စစ်တပ်ဟာကလေးကံကောလမ်းမကိုပြန်လည်ထိန်းချုပ်ဖို့ကလေးမျိုးဘက်ကနေစစ်ကြောင်းတစ်ကြောင်းနဲ့ကံကောမျိုးဘက်ကနေစစ်ကြောင်းတစ်ကြောင်းဖြင့်အော်တိုဘာလကုန်ပိုင်းကဆက်လို့စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပါတယ်။ချမ်ပါစစ်တပ်ရဲ့ထိုးစစ်ကြောင်းကလေးတောင်ပိုင်းဒေသနဲ့ကလေးကံကော လမ်းမပေါ်က ကျေးရွာပေါင်း40ခန်းကဒေသခံပြည်သူတသိန်းနီးပါးဟာလက်ရှိအချိန်ထိစစ်ဘေးရှောင်နေကြရဆဲဖြစ်ပါတယ်။တနင်္လာရီတိုင်းတဲ့ကထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းမောတော်မြို့ကို KNU နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကယနေ့နိုဝင်ဘာလ14ရက်နေ့မှာတိမ်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဂျမ်ပစ်စတက်ရဲ့မောတော်မြို့ကအမှတ်နှစ်နှစ်လေးချေလင်းတရင်နယ်စပ်ဘူဟာစခန်းကို KNU နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာလ17ရက်နေ့မနက်မှာစတင်ထူးစစ်ဆင်တက်ခတ်ခဲ့ပြီးလေးရက်မြောက်တဲ့ဒီကနေ့နိုဝင်ဘာလ14ရက်နေ့အစောပိုင်းမှာအလုံးစုံတင်ပိုက်နိုင်ခဲ့တာလို့ဒေါ်လာရေးတက်ဖွဲ့ရီထံကနေသိရပါဗျ။မောရောင်မျိုးဟာရခင်ကကရင်အမျိုးသားစီယုံ KNU ရဲ့ဘိတ်တဝဲခရိုင်ရဲ့တရင်သာရီဌာနချုပ်ဖြစ်ခဲ့ပြီး1990ခုနှစ်မှာအကြံပတ်ဆက်တက်ကထူးစစ်ဆင်ခဲ့တာကြောင့်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗျ။ယခုအခါဌာနချုပ်ဟောင်းနေရာကိုနှစ်ပေါင်း30ကျော်ကြာမှာ KNU ရဲ့မဟာမိတ်တပ်တွေကပြန်လည်သိမ်းပိုင်နိုင်ကြတာဖြစ်ပါတယ်။မော်ရမ်မြို့မှာအချမ်းပစစ်တပ်အားတရားဝန်ကျင်ရှိပြီးအများစုကတော့ထိုင်းနိုင်ငံဘက်ထွက်ပြေးသွားကြပြီးရောက်40ကျော်ကတော့စစ်တုံးဘက်အဖြစ်ဖမ်းဆီးခဲ့ကြပါတယ်။ဒါပြင်လက်နက်ကြီးတွေပါဝင် KNU မြောက်မြောက်ကိုလည်းသိမ်းဆီးရရှိခဲ့ကြပါတယ်။မော်ရမ်မြို့သိမ်းတိုက်ပွဲကို KNU KNLA ဦးဆောင်မှုနဲ့အတူ KNLA တမဟာလေးကတရင်1303တရင်7 KNDO တရင်ခုနှစ်တရင်ဆနှစ် BPLA နဲ့ FFD တို့ကပူးပေါင်းသိမ်းပိုက်ခဲ့ကြတာဖြစ်ပါတယ်။နေပြည်တော်ဩဒရာသီရီမြို့နယ်ကအချမ်းဖတ်စစ်တပ်ရဲ့လုံခြုံရေးကင်းစခန်းတစ်ခုကို ပြည်သူ့လူမျိုးရေးတပ်မတော် PLA ကနိုမာလာ၁၂ရက်နေ့ကဝင်ရောက်စီးနင်းခဲ့တယ်လို့သိရပါတယ်။ချမ်ပတ်စစ်တပ်တွေနှစ်နှစ်ခန့်တပ်ဆွဲထားတဲ့ဩဒရာသီရီတကုံမြို့နယ်ထက်က ရနာမည်အခြေပြုလုံခြုံရေးကင်းစခန်းကိုဝင်ရောက်စီရင်တတ်ခိုက်ခဲ့တာလို့ PLA ကဒီကနေ့မှထုတ်ပြန်ပါတယ်။ဒီအခြေပြုစခန်းကထွက်တဲ့စစ်ကြောင်းနဲ့ရမဲသည်နေပြည်တော်မြို့နယ်တွေဘက်ကလာတဲ့စစ်ကြောင်းတွေပေါင်းပြီးအနီးတစ်ဝိုက်နေမည်ဆူမူရေးစစ်ကြောင်းထုံးနေချိန်မှာ PLA ကဒီစခန်းကိုတိုက်ခိုက်ခဲ့တာလို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ PLA ကနိုမာလာဆန်ရဲ့နေတုံးကဝင်ရောက်စီရင်ချိန်မှာ စခန်းထဲကလက်ချင်စစ်ကော်မရှင်တပ်သားတွေထွက်ပြေးသွားပြီးစခန်းတွင်ဝင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။နိုဘာ73ရက်မှာတော့ PLA ကစခန်းတွင် ရှင်းလင်းရေးဝင်ခဲ့ပြီးတနက်ကြီးငွေသားနဲ့စစ်အုံဆောင်တချို့တင်စီရမိတယ်လို့ထုတ်ပြန်ပါတယ်။လက်ရှိမှာချမ်ပါစစ်တပ်စစ်ကြောင်းနှစ်ကြောင်းဟာရတနာမြေအခြေပြု လုံခြုံရေးစခန်းရဲ့ဤကရွာနှစ်ရွာမှာစစ်ကြောင်းထိုင်နေတယ်လို့ PLA ကထုတ်ပြန်ထားပါတယ်။ ချမ်ပစစ်တပ်ဟာလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ကျူးလွန်နေဆဲဖြစ်ပြီးပြီးခဲ့တဲ့အောက်တိုဘာလအတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့်အပြစ်မဲ့ပြည်သူ185ဦးသေဆုံးခဲ့တယ်လို့မြို့သားညီညွတ်ရေးဆိုရ NUG လူ့အခွင့်အရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာချမ်ပစစ်တပ်ဟာလူ့အခွင့်အရေးချိုးဖောက်မှုပေါင်း954မှုကျူးလွန်ရပြီးလေကြောင်းတိုက်ခိုက်မှုအကျဉ်းပေါင်း250ထိကျူးလွန်တိုက်ခိုက်ခဲ့တယ်လို့ NUG ကပြောပါတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ပြည်သူ185ဦးသေဆုံးခဲ့ပြီး922ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါရယ်။ဒါပြင်လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူတွေထဲမှာအသက်16နှစ်အောက်ကလေးငယ်38ဦးပါဝင်တယ်လို့ဆိုပါရယ်။အလားတူပဲချမ်ပါစစ်တပ်ဟာလူမှုကိုဆူလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေလည်းဆက်လက်ကျူးလွန်နေပြီးအောက်တိုဘာလတလထဲမှာပဲနိုင်ငံတော်မှာဆူလိုက်ပြုံလိုက်တပ်ဖြတ်မှု စုစုပေါင်း17ကြိမ်ကျူးလွန်ခဲ့ပြီးလူပေါင်း116ဦးသေဆုံးခဲ့တယ်လို့သိရပါရယ်။ အဲ့ဒီထက်မှာတတ်ဆစ်နှစ်အောက်ကလေးငယ်16ယောက်အထိပါဝင်တယ်လို့ဆိုပါတယ်။မြို့သားညီညွတ်ရေးဆိုရရဲ့လူခွင့်ရေးဆိုင်ရာဝင်ကြီးဌာနအနေနဲ့ဒီလိုကျူးလွန်မှုတွေကိုတတ်သိအထောက်ထားအပြစ်နဲ့စူးစောင်းထားပြီးနိုင်ငံတကာကချမ်ပတ်စစ်အုပ်စုကိုအရေးယူနိုင်ဖို့နဲ့ကျူးလွန်ခံရသူတွေရဲ့နစ်နာမှုတွေအတွက်တရားမျှတမှုရရှိဖို့ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ဒီနေ့မှာ VOC သတင်းဌာနရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။